ဒီနေ့ပြောမယ့်စကားကိုတွေ့တဲ့အကြောင်းအဲ့တော့ကြောက်တတ်တဲ့လူတွေညာပဲကြည်နေတဲ့လူတွေမကြည်ရတဲ့လူတွေကြောက်သွားလိုက်တော့ညာဘက်မွန်တော်ကလင်းတက်ဘက်ဖြစ်နေတဲ့အချိန်မှာစေယွန်အဟောင်းတစ်ခုရဲ့ 3B ဆိုတဲ့ department ကနတ်စမတ်တယောက်ကိုစကားပြောသွားတဲ့အတန်ဆိုပြီးတော့ဒီအောင်ကျွန်တော်ကောင်းနေတက်ထားမယ် ဒီရဲ့ဖြစ်စဉ်ဟာ2019ခုနှစ်စေယောဟွန်တို့မှာ 3B ဆိုတဲ့ department တစ်ခုရှိတယ်။အဲ့ department မှာတောက်ဆုံးကလေးကဘရောမကလေးမောက်ပေးနေမှာမထားရဆိုတဲ့ဥပဒေတစ်ခုရှိတယ်အဲ့စေယောမှာ။ဒါပေမဲ့အဲ့မတိုင်ခင်ကလူနာတယောက်ကအဲ့စေယောကနေဆင်းသွားတယ်။ဆင်းသွားတဲ့အချိန်မှာကလေးကတောက်ဆုံးရောက်တယ်။ရောက်ပြီးတော့မှတဆင်းအဲ့ nest မှာတဖြည်းဖြည်းနဲ့အဲ့ညကို check လုပ်တဲ့အချိန်မှာအဲ့တောက်ဆုံးမှာကရင်ကလူလုံးဝမရှိဘူးဆိုတော့ list တစ်ခုသူကလုတ်ထားပြီးတော့မှအဲ့ကရင်မှာ history တစ်ခုရှိနေတယ် အဲ့ history အပါလဲဆိုတော့လွန်ခဲ့တဲ့နှစ်နှစ်ကဒေါ်တန်တာဆိုတဲ့ ND တယောက်သူ့အဖြူရောင်ဝိ ND လို့လည်းခေါ်တယ်။သူ့ရဲ့အသက်က39နှစ်။သူ့အဆင်းရုံကိုလာတက်ထဲရအောင်မှတခုခုသူစောင့်မျှော်နေတဲ့ပုံစံနဲ့သူတည်ဆုံးသွားတယ်။သူတည်ဆုံးသွားတာဘယ်လိုလဲသူ့ရဲ့ history ပါလဲဆိုတော့ကျွန်တော်ဒီ video နောက်ဆုံးမှာပြပြမယ်။အရင်ဆုံး DR ဘယ်လို6လဲဆိုတော့အရင်ဆုံးကျွန်တော်တို့တွေ့ကြမယ်။ညတညမှာ သူနာပြုံဝင်ထအားအဲဆရာမလိုက်ပြီးတော့ checklist လိုက်လုပ်တယ်ဒီနေ့ဘယ်လူနာတွေတော့ဆင်းသွားတယ်ဘယ်လူနာတွေတော့ရှိနေသေးတယ်ဆိုပြီးတော့ဒါပေမဲ့အဲ့သူနာပြုံကအဲ့တောက်ဆုံးမှာ 3P ရဲ့တောက်ဆုံးကနေကခရေပေါက်ပေးနာမှာရှိနေတာကိုသူလုံးဝသတိမထားမိဘူးစရင်ထဲမှာအဲ့လူနာမရှိတော့ဘူးဆိုပြီးတော့ list လုပ်ပြီးတော့သူပြန်သွားတယ်။သူပြန်သွားပြီးတော့နောက် department တခုရောက်တဲ့ချိန်မှာ 3B ကနေဆိုပြီးတော့ခေါ်တန်းတခုကြားတယ်။အဲ့ခေါ်တန်းဘာလဲဆိုတော့ကြဲကြပါအောင်ကြဲကြပါအောင်ဆိုတဲ့အတန်း အဲ့တအောင်ကြတော့တရားရောက်များရှိနေလားဆိုပြီးတော့ဒီသူနာပြုဝင်တဲ့ပြေးလာတယ်။ပြေးလာတဲ့အချိန်မှာသူကဘယ်သူမှမတွေ့ဘူး။ငါနားကျမလာနေမှာပါဆိုပြီးတော့ပြန်လှည့်တဲ့အချိန်မှာပဲအဲ့ကလေးဘွားနေပြီးတော့နောက်တန်တစ်ခုကြတယ်။ဘိုင်ယန်ချန်လေငေါဆောင်တစ်ခုလောက်ပြေးပါဆိုပြီးတော့ဒါပေမဲ့အဲ့အချိန်မှာနက်စ်ကလည်းတဖြည်းဖြည်းကြားသွားတော့ချက်ချင်းလှည့်လိုက်တဲ့အပေါ်မှာသူတွေ့ရတဲ့မြင်ကွင်းကအရှံဝင်ချောက်ဖို့ကောင်းနေမြင်ဝင်။ကလေးဘွားမှာအင်ဂျီအဖြူဝတ်ထားတဲ့အတီးကသဘေးကိုဖားလာချပြီးတော့ကောင်းမော့ပြီးတော့ ိုက် nest ကိုလှမ်းကြည့်ပြီးတော့မှထပ်ပြီးတော့မင်းငါ့ကိုဆောင်လင်းချက်တော့ပေးပါငါအရင်ချမ်းနေလို့ပါဆိုပြီးတော့ဒါပေမဲ့ပေးလာမှဆောင်ခောက်တွေထားရတာတရေရပဲမမြင်တာလား nest ကပဲမပြောရတာလားတော့မသိဘူးအဲ့ဒီချိန်မှာ nest ကအဲ့ဒါကိုမြင်ပြီးတော့၃မိနစ်လောက်ဘာလုံးဝမှမသိပဲနဲ့မတက်ရက်သွားတယ်ပြလေပြီးတော့ဂရင်ပေါ်မှာရှိတဲ့အဲ့ ND ကဂရင်ပေါ်လှဲချလိုက်တယ်လှဲချပြီးတော့ဆောင်းဝ ဒုက္ခနာကိုတဖြည်းဖြည်းသူ့ဘာသူလာအုပ်သွားတယ်။အဲ့ ND ရဲ့လက်နက်ဖက်ကဒုက္ခနာကိုပြင်းနာမှာပဲရှိတယ်။ဒါပေမဲ့ဆောင်းဝန်သူ့ဘာသူလာခြုံသွားတဲ့ဒီ ND ကိုဒီမြင်ကွင်းကိုမြင်တော့ဒီတူနာပြုတ်ဝင်နေကြောက်ပြီးတော့သူ့ရဲ့စီနီယာဝင်နဲ့လျှောက်ကိုပြေးခေါ်တယ်။ပြေးသွားတဲ့အခါမှာလည်းအတန်အကျေကြီးအော်ပြီးပြေးသွားတယ်။အဲ့စီနီယာဝင်တန်းလာပြီးကြည့်လိုက်တဲ့အချိန်မှာဒီ 3B ဆိုတဲ့တောက်ဆုံးကလေးမှာ ဘာမှမရှိမနေတော့ဆိုတော့ဒီသူနာပြုတ်ကလိန်လာလား तू မလိန်ပါဘူးဆိုပြီးတော့ तू ငိုယူပြီးပြောပြတယ်ဒါပေမဲ့လည်းဒီစီနီယာဝန်ထမ်းတစ်ယောက်ကအရင်ထဲကဒီစတိုရီကိုတီးပြီးနေကြပြီဆိုတော့အဲ့ဒီအချိန်မှာဒီသူနာပြုတ်ကိုပြောပြတယ်ဘတော်မဒီဘက်မှာအတန်ကြရဲဆိုရင်နောက်ဘတော်မမလာနဲ့ဒါပေမဲ့နောက်တစ်ခုထပ်ပြောပြလိုက်မယ်ဒီကတင်ကိုဘတော်မ အဲ့ပရီမော့ပေးတာမှာမထားနဲ့ဆိုပြီးတော့ထပ်ပြီးမှာခဲ့အဲ့ညာရင်ကျွန်တော်တို့ကဘာမှမလုပ်ခဲ့ဘူးဖြစ်ချင်တော့အဲ့ nurse ရဲ့ပထမအဆုံး night shift နေအဲ့နေရဆိုတော့အဲ့နေရနေစာပြီးတော့ nurse ကတောင်းတောင်းမမှန်နဲ့အဲ့ဆေးရုံမှာပဲ night shift တော့မစင်းကြုံ day shift ပဲစင်းကြပါကြအောင်သူလုံးဝတောင်းပန်ပြီးတော့ day shift ကိုသူပြယူခဲ့ဆိုတော့ဒီ 3P ရဲ့တောက်ဆုံးကလေးကဘာ history ရှိနေတာလဲအဲ့ history ကျွန်တော်တို့တစ်ခေတ်တည်းကြည့်ကြမယ် အဲ 3B ရဲ့တောက်ဆုံးကနေမှာဒေါ်တန်နာဆိုတဲ့အမျိုးသမီးတယောက် လာပြီးတော့ admit လုပ်တယ်လွန်ခဲ့တဲ့နှစ်နှစ်အရင်ကအဲ့အမျိုးသမီးလာပြီး admit လုပ်တာရင်သားယောဂါနဲ့အမျိုးသမီးတွေပုံမှန်ဖြစ်နေတာရှိနေရှင်သားယောဂါနဲ့လာပြီးတော့ admit လုပ်တယ်အဲ့လုပ်တဲ့အချိန်မှာသူကိုယ်တိုင်တယောက်ထဲလာပြီးတော့ဆေးရုံလာပြီး admit လုပ်တာဘေးနားမှာတယောက်မှမပါတော့ဘူးအဖို့ဆိုပြီးတယောက်မှမရှိဘူးတို့ကြည့်ရတာနဲ့အရင် introvert ပုံစံနဲ့စကားလည်းတိတ်မပြောဘူးအရင် AA စစ်စစ်နေတိုင်းတဲ့ပုံစံမျိုး ဒါပေမဲ့သူကအမြဲတမ်းဂရေမောက်ပေးနာမှာထိုင်ပြီးတော့တယောက်ယောက်ကိုအဆောင်မြော်နေတတ်တယ်။ဒါပေမဲ့ဘသူ့အဆောင်မြော်နေရလဲဆိုတော့ဘသူမှမသိဘူး။သူ့ရဲ့အမျိုးသားကိုပဲဆောင်မြော်နေရလား။သူ့ရဲ့အမေကိုပဲဆောင်မြော်နေရလား။သူ့ရဲ့တားသမီးကိုပဲဆောင်မြော်နေရလားမသိဘူး။သူ့ရဲ့အသက်ကတော့39နှစ်။ဆိုတော့သူ့ရဲ့ flashback ကဘာလဲဘသူမှမသိဘူး။ဒါပေမဲ့သူ့ကိုဘသူမှမရှိဘူးလားလို့မေးတဲ့အချိန်မှာလည်းသူတေချာလည်းမဖြေခဲ့ဘူး။တရရဲ့ရင်းဆရာဝန်ကြီးကဟိုဘက်ခန်းမှာလှုပ်ရှုံနေတဲ့ချိန် ောက်ဆုံးဘက်ကမှာ operation အကြီးစားကြီးအဆီရက်တစ်ခုဖြစ်လာလို့ဆိုပြီးတော့ operation အကြီးစားကြီးနဲ့ nest တွေအကုန်လုံးညဘက်12နာရီခွတ်တိမှာအလုံးရှုပ်နေတဲ့အချိန်မှာဒီဘက်ကအိုက်တော်တန်နာကစောင်းလန်းတောင်းတယ်ကဲထောက်ပါအောင်ကဲချက်ပါအောင်ငါအရင်ထမ်းနေလို့ငါစောင်းလေးပေးကြပါဆိုပြီးလန်းတောင်းတယ်ဒါပေမဲ့ဘယ်သူမှဖမ်းမလို့ခဲ့ဘာဖြစ်လို့လဲဆိုတော့တခြားခွဲစိတ်ခံမှာအကုန်လုံးအလုံးရှုပ်နေတယ်အဲ့ညလည်းလူမလောက်တာဖြစ်တဲ့အတွက်မှာအကုန်လုံးရှုပ်နေတယ်ဆိုတော့အဲ့လိုဖြစ်တဲ့အပေါ်မှာအညာပဲချမ်းလို့ဆောင်မရလို့ပဲအဲ့ဖွာတော်တန်တော့ INDE.tanna အညာရင်းခြင်းပဲဆုံးသွားတယ်။ဆုံးသွားပြီးတော့မှတဆယ်အဲ့ခရင်ပေါ်မှာတက်လာတဲ့လူတော့သူဘာမှမလုပ်ဘူးဒါပေမဲ့အမေကသူစောင်းတောင်းလေးရှိတယ်ဆိုပြီးတော့အဲ့ဆေးရုံဝင်နာမည်ကြီးနေတော့ကျွန်တော်တို့တွေ့ရတယ်။အမေကအဲ့ 3B ဆိုတဲ့ဌာနကတောက်ဆုံးခရင်ကိုခရင်မောက်ပေးနေမှာမထားရဆိုတဲ့ဒီစနေတခုရှိရယ်ဒီ ND.tanna အခုတတိလေအဲ့ဆေးရုံမှာမကျွတ်သေးဘူးဆိုပြီးတော့နာမည်ကြီးနေကြတယ်။ Okay ဒီလိုမျိုးကုတွေ့တရေအကြောင်းလေးကျွန်တော်အဲ့လိုမျိုးဆက်သွယ်ပြီးပြောပြတယ်ဆိုရင်ကျွန်တော် channel မှာကျွန်တော်ဒီလိုမျိုးအကြောင်းအရာတွေစုံစုံလင်လင်ကျွန်တော်တင်ပေးပါတယ်ဆိုတော့ဒီ story ဆိုတာလည်းကျွန်တော်သူနာပြုတ်ဝန်တန်းတယောက်ကလာဆက်သွယ်ထားတဲ့ history တစ်ခုဒီ story ကပါလဲဆိုတော့အသက်20ကျော် nurse ဝန်တန်းတယောက်သူနာပြုတ်ဝန်တန်းတယောက်ကကျွန်တော်ကိုလာပြီးတော့သူ့ရဲ့တကယ်ဖြစ်ခဲ့တဲ့ life မှာတကယ်ကြုံခဲ့ရတဲ့အတွေ့အကြုံကိုကျွန်တော်လာပြီးရှင်းပြခဲ့ဆိုတော့အဲ့အကြောင်းကျွန်တော်အဲ့လိုမျိုးဒီလိုမျိုးတွေ ကျွန်တော်ရှင်းပြရရင်ဖြစ်တယ်နောက်ပြီးတော့အဲ့လိုမျိုးကျွန်တော်ကြည့်နေတဲ့ဒီ upgrade တကြီးတွေတကယ် life မှာကိုတွေ့တဲ့အကြောင်းကြုံခဲ့ဘူးလေဆိုရင်ကျွန်တော်ဆက်သွယ်လို့ရမယ့်နေရာလေးတွေကိုကျွန်တော် description မှာကျွန်တော်ချပေးကြမှာကျွန်တော်ကြည့်မိပဲဖြစ်နေပါစေကျွန်တော်ရဲ့အာ Viber ကျွန်တော် Viber ဆိုရင်တော့ဆက်သွယ်လို့ရပါတယ်ဘာလို့လဲဆိုတော့ကျွန်တော် phone number ကဒီ page ရ profile မှာလည်းကျွန်တော်တင်ထားပေးပြီးသားပဲဆိုတော့တကယ်လို့ကိုယ့်ရဲ့ကိုတွေ့တဲ့အကြောင်းလေးကိုပြောပြနေတယ်ပြောပြတဲ့အခါမှာလည်းကျွန်တော်ကဟို test story line ကိုကျွန်တော် baseline အစလိုနေတယ်ဟိုနည်းနည်းပတ်ပတ်ဒီလိုမျိုးတွေ့တာလေးတွေနေတော့ကျွန်တော် အဲ့ဒါ story တခုကတော့ကျွန်တော်တို့အနေနဲ့အဆင်မပြေဘူးဗျာဆိုတော့ဒီ story ကို तू တွေးခဲ့တယ်ဒီဟာရဲ့ flashback ဒီဟာရဲ့ behind ကဘာဖြစ်ခဲ့တာလဲဆိုတော့ဒီတဲ့ရဲ့ဘာဖြစ်ခဲ့တာလဲအဲ့လိုမျိုး history full and full သိတယ်ဆိုရင်ကျွန်တော်လာပြီးတော့ဆက်သွယ်ပြီးပြပြလို့ရတယ်ကျွန်တော်အဲ့လိုမျိုးပြပြတဲ့အခါမှာလည်းကျွန်တော် mood link နဲ့တွင်းပြီးတော့ဒီမှာကြည့်နေတယ်ကျွန်တော်ပြည့်တဲ့တွေအကုန်လုံးကိုလည်းကျွန်တော်ပြန်ရှင်းပြတချို့ကျတော့ကျွန်တော်ကိုတွေ့တဲ့ရေပြောတာအရင်သဘောကျတယ်မပြောတာလည်းတော်လေးကြာနေတောက်ဆမှုတွေလည်းအရင်များနေတဲ့အတွက်ကိုတွေ့တဲ့အကြောင်းကျွန်တော်တင်ပြလိုက်တယ်โอเคဆိုတော့နောက် video မှာဆောင်ကြည့်ရအောင်